ဘဝရဏဘွဲဘဝရဏဘွဲနဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေဘဝရဏပြုတယ်ဆိုတာကြားဘူးကြလိမ့်မယ်အဲ့ဒီဘဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပားနဲ့တပားညောအပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရေညိုလာဆိုလို့ရှိရင်ဩကတာကရောဂျိုနဲ့ကရောတယ် အဲ့ဒီကရောရာဟာလည်းပဲအပြည့်ရှိလို့ရှိရင်ပပျောက်စေရန်လို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတာထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစီခြင်းချုံငါဆိုလူကြီးသူမတွေမိဘတွေကိုကရောတယ်ဒါတော့ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှမရှိတဲ့ယဉ်ကျေးမှု ဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ် မိဘကိုစော်ကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာထင်သလောက်မတိုးတက်ဘူးအဟံတာတွေဖြစ်လာတည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မှကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်ကြောက်ရတယ်ပေါ့ဒါမှမဟုတ် ီတန်တရာခရီးသွားအမှားမလုံးမိစေနဲ့ဆိုတဲ့မှာအချိန်တန်တရာခရီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှိရင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်